တိုင်းငယ်လေးတို့မင်္ဂလာပွဲမှာတိုင်းငယ်လေးနဲ့သမီးငယ်လေးတို့အရန်လှပြီးတော့နှစ်ဖက်ဆွေမျိုးတွေအရန်တင့်တင့်တတဲနဲ့ထဲထဲဝါဝါလှနေတဲ့ ဥစ္စာတွေကိုတီမိုမြင်ရပါတယ်။ဒါကြောင့်မလို့ကျေနပ်တယ်။အရန်လဲဝင်းတာပီတီဖြစ်တယ်။တငယ်လေးနဲ့သမီးငယ်လေးအတွက်ပေါ့နော်။အဲ့ဒါလေးပြောချင်ပါတယ်။ဟိုတီမိုတူလေးနဲ့တီမိုတူမလေးကတကယ်အောင်အောင်မြင်မြင်နဲ့ချောချောမောမောလှလှပပကွာနှစ်ဖက်ဆွေမျိုးတွေလည်းပျော့ပျော့ရွှင်ရွှင်နဲ့ပြီးသွားပါပြီ။အဲ့ဒါလေးတခုတည်းကိုပဲပီတီဖြစ်နေပါလို့။ဘာဆိုရှစ်ဆက်ရမယ့်ဥစ္စာတီမိုမဟုတ်ဘူးလေ။ဟိုသူတို့အချင်းချင်းပေါင်းဖက်ရတဲ့အချိန်မှာဟိုပိတ်ကားပေါ်မှာဆက်လက်ပြီးတော့ကြည်ပါဆိုတဲ့ဥစ္စာကတီမိုဒါဟို ပြဿနာတွေကိုလည်းပြောချင်ပါတယ်အဲ့ဒါဆိုတာလေဟိုတို့အချင်းချင်းပြေလည်ဖို့ပြေလည်နေရင်လည်းအဆင်ပြေပါတယ်လို့เนาะကလေးနှစ်ယောက်လည်းအရန်ကိုချစ်ကြတယ်ဟိုတယောက်နဲ့တယောက်လည်းတကယ်တန်ဖိုးထားတဲ့အဥ္စာတွေကိုလည်းချပြသွားပြီးသွားပြီเนาะဒီကားရ9နှစ်ရှိပါပြီအာ9နှစ်ရှိပြီဆိုတော့ဟိုပထမဇာကားနဲ့မိမိတာမမိတာတွေကိုအာဟိုဒီမောတတုမချဘူးတတုချတာကအခုခုပြစ္ဆုတ်ပံတက်တက်မှာ အကလေးတွေတော်ပါတယ်ဒေဂျီဦးဆိုလဲသူ့ရဲ့ရုပ်ရည်လေးနဲ့သူ့ရဲ့ရတဲ့ character လေးရလीဟိုဘယ်လိုခေါ်မလဲချောချောသူကြည်တာမကြည်တော့မှမသိဘူးဒါပေမဲ့အဇလန်းနဲ့ဟို writer ခိုင်းတာကိုဒီကလေးမှလေးတိမ်မသိမ်းလိုက်လှုပ်ထားတာတော့အခုပိတ်ကားပေါ်မှာမယူမြင်ရတယ်ပေါ့နော်အဲဟုတ်တယ်ဟုတ်အဲ့ဒါကတော့အဲသူအရန် ့ character ပုံမှာတစ္ဆာရှိရပေါ့နော်ဒီကလေးကအဲဟိုပါပေါ့အရန်ဟိုပါပေါ့တော်တယ်။ဒါနှလုံးသားလေးကိုမထင်းချုံနိုင်တော့ဘူးဆိုတာ။ပါပါဆရာရဲ့ကျွန်တော်တန်တမခွဲနိုင်ဘူးများရဲ့ကျွန်တော်တန်တမခွဲနိုင်ဘူးတော်ပလဲလေးလည်းသူရတဲ့နေရာလေးကိုလေသူခွတ်တီပါပဲခွတ်တီပဲရင်းရင်ဟိုပေါ့တီတီငိမ့်ငိမ့်လေးနဲ့ချပြနိုင်တယ်ပေါ့နော်ရှော့ ။ဟာမြကလစ်မလား။ဟောင်းကားထဲမှာတွေ့ရလေဒီကလစ်ကအရေးမကြီးပါဘူးပြန်မပေးလိုက်ရပါဘူးအဲ့လိုတော့လည်းမဟုတ်ဘူးလေညရဲ့ညတော့တော့ရေးမကြီးဘူးဆိုပေမဲ့တန်တော့ကသူများပစ္စည်းလေပန်းရှင်ရှိမှန်တည့်ရက်နဲ့ယူရမိပြီဆိုရင်အဲ့ဒါခိုးတာပေါ့ ရိသတ်တွေအာဘာပြောလိုက်တော့မယ်နော်ပရိသတ်တွေချိတဲ့နယ်ကားလေးဖြစ်ပါတယ်ဟိုချိခွင့်ရှိတယ်ညှိခွင့်မရှိဆိုတဲ့တခြင်းကအာဒီကားထဲမှာအဲတုံးတယ်ဆိုတာကိုအမကမသိပါဘူးအဲမသိပါငါးနှစ်တောင်ရှိပြီဆိုတော့လေမသိပါဘူးဒါပေမဲ့ကားလေးနဲ့အရန်လိုက်တယ်အဲဟိုကတင်ငန်းစာရအောင်မယ်ကားလေးတွေဖြစ်တဲ့အတွက်မလည်းတမိမွေးထားတာဆိုတော့လေဒီကားလေးကြည့်တဲ့နဲ့အာ ठी ပြီဆိုတာနဲ့ညိတာပါပဲ ထိတယ်ဆိုတော့အတွေ့ပေါ့နော်။ဟောအတွေ့ဆိုတဲ့ဇကားတွေလည်းရှိပါတယ်။ဒါအပြင်မှာလည်းသင်္ကန်းစာယူစရာကားလေးဖြစ်တဲ့အတွက်သာသမီလေးတွေကိုလည်းလာပြစေချင်ပါတယ်လို့အရန်ကတိပဲကလေးတွေစူးစမ်းထားတာ။မောင်။ညာ။ဒါကျွန်တော်ရဲ့ဇနီးတန်။ဒါမျိုးပြီးဆိုရင်အခိုးလာပေါ့ညစီရတယ်မခွဲနိုင်ဘူးမဲ My lord โอเคအရင်ဆုံးကကားလည်းဥစောပါပဲအခုလည်းဥစောပဲဒါပေမဲ့ဥစောကအခုဒီကားကိုထပ်ပြီးတော့ချီချူးပါတယ်ဥစောရဲ့ရိုက်ချက်တွေအ DOB ရဲ့ရိုက်ချက်တွေ ਨੇ အရန်ကောင်းတယ်ပြီးတော့ဇကားလေးကိုလည်းဟိုတကယ်ကို climate ထက်မဲ့နေရာတွေကိုပဲစုစည်းထားတယ်တို့အဟိုချင်တယ်ပြီးတော့ဥစောလုံးဝ drama ကိုကိုကလည်းသူလိုက်တာပဲဒါပေမဲ့ဒီကားမှာပို့ပြီးတော့ညှိအောင်ပေါ့နော်ဟိုတနာတဲ့ဆိုရယ်တနာတဲ့ဘက်က အပေါ့နော်ဟိုအပြင်မှာတကယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့အပြင်မှာဟိုတဘာဝဆန်ဆန်ပေါ့ခေရဲ့တဘာဝဆန်ဆန်ဟိုသူကားတွေကိုဆက်ပြီးတော့ edit လုပ်ထားတာကိုလည်းတွေ့ရပိုးစောအရန်လိုက်ပါတယ်ဒီကားမှာဟိုကိုကိုတိုင်းကလည်းထိတယ်ပေါ့နော်ကိုလည်းကိုဟုတ် အဲကိုလည်းအိတ်တုံးကနေမကောင်းဖြစ်နေတဲ့အချိန်ဆိုလဲကွက်တီရောဖြစ်သွားပါတယ်ဟောမကြီးလဲဂရင်ဘောကမစင်းရအောင်เนาะဒီကမမှုခံဂရင်ဘောကမစင်းရတဲ့ခန်းလေးကြီးပဲအားလည်းမအားရဘူးဂရင်ဘောမိုင်းကြီးပဲရိုက်တာဆိုတော့လေလာကြည့်စေချင်ပါအဲ့ဒါတော့ဆပ်ဟောပေါ်ပေါ်တော့ top secret ပေါ့เนาะတော့ကမရောက်ကြမရှာပါဘူးမကောင်းတဲ့ယောက်ျားရရှာတော့မရကျွန်တော်ဒေါက်တာသူမမေပေါ့ကကျွင်းရဲ့ကျောင်းတည်အောင် ဒါငါစီရတယ်တွေ့ရတာဝမ်းသာပါတယ်။ငါ့ရင်လည်းအိမ်မပြောချက်တစ်ချက်ဆိုလေနှလုံးကလည်းအောက်။အဲဒီကစားပြီ။ဆီယားနဲ့တွေ့ရင်မခဏခဏဖြစ်။နင်းနဲ့ကလည်းကိစ္စကိုလေပဝင်းညီကတူတိမိကြပြီ။မခံစားဘူး။အိမ်တော့ငါတော့မဖြစ်နဲ့။ဒီလိုချေးကမကောင်းပါဘူး။ Be a little bit ါရှင်ရင်းနှီးရဲ့ဆက်ဆံမှုကဘုံရင်းနှီးရဲ့ဆက်ဆံမှုဆိုရင်ဘုံမကောင်းလားဆရာအဲ့ဒီနဲ့တရားနဲ့လိုက်ပြန်ချစ်တာဖြစ်နိုင်ငါဘဝတစ်ခုလောက်တော့ပြေးလိုက်ချင်ဘူးကိုယ်ရနေနေတွေ့ရနေတန့်တတလုံးခွင့်လွန်နိုင်မှာမဟုတ်ဘူးအဲအချစ်နဲ့အမမို့ပြောနေကြစကားလေးရှိတယ်အချစ်နဲ့မူရစေဘောဘတော်မှစိတ်မခေါ်ပါနဲ့ထိခွင့်ရှိတယ်ညီခွင့်မရှိဆိုတာထိလိုက်တာနဲ့ညီတာပဲ ဘလောက်ပဲဖြစ်ဖြစ်ယဟန်တာလည်းမဟုတ်ဘူးလေသောတာပန်လည်းမဟုတ်ဘူးเนาะဆိုတော့လေဘာပဲဖြစ်ဖြစ်ပါထိသွားတာ ਨੇ မိတာပါပဲထိတယ်ဆိုတာအတွေ့ပေါ့เนาะအတွေ့ရတော့ဘယ်သူမှမလွန်ဆန်နိုင်ပါဘူးဒါလေးတွေကိုတော့သင်ခန်းစာယူယူရမယ်ပေါ့เนาะဟုတ်ကဲ့စိတ်မခေါ်ပါနဲ့ရုံထွက်နိုင်ဖို့ကခက်ပါတယ်တဘာဝကြအဲအဲ့တော့မမအမြင်နဲ့ပြောတဲ့စကားလေးပါဒါသမီးလေးကိုလည်းအမြင်ပြောတဲ့စကားလေးအဲသမီးတငယ်ချင်းတွေကအဆပေါ့နော် ကိုလည်းလူကြီးရောက်လာတဲ့အခါကျတော့ခုနပြောသလိုပဲမွေးဈေးဝါနဲ့အချစ်ကိုစိတ်မခေါ်ပါနဲ့မဆွဲလန်းဘူးဆိုတာလုံးဝမရှိပါဘူးအချစ်လည်းဒီလိုပါပဲထိလိုက်ညိတာပဲမွေးဈေးဝါ ဟုတ်ကဲ့21ရက်နေ့ညဆိုတဲ့ကားလေးကိုချစ်တဲ့ပရိသတ်တွေလာကြည့်စေချင်ပါတယ်။အာမမမုခန်းကအခန်းအများကြီးတော့မပါပေမဲ့လေဟိုသားသမီးလေးတွေရှိရင်လည်းခေါ်လာပြပေးပါ။အာထိခွဲ့ရှိတယ်ညခွဲ့မရှိဘူးဆိုရက်ဒီ definition လေးကိုအယုံကိုစုံကအာတကယ်ကိုချပြထားတဲ့ကားလေးတကယ်ကြည့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 ်ခွင့်တော့ရှိတဲ့ကားလေးဖြစ်ပါတယ်။ဒါကြောင့်မို့21ရက်နေ့လေးဖိတ်ခေါ်ပါရစေ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။အာအတိုင်းငယ်လေးတို့မင်္ဂလာပွဲမှာ အဲအိမ်ကိုလဲသွားပြီးပြီးအာပြီးတော့ uniform နဲ့လေအာ interview တွေလည်းအများကြီးဖြေထားတယ်လက်လက်လောလက်လက်မှာအဲ့ဒီရက်ဒီအတွင်းမှာ writer 9ယောက်နဲ့ရိုက်နေတယ်ကိုထွန်းထွန်းအာပြီးလို့ရှိရင်ကိုသူတော်အာပြီးတော့ညွတ်မြမဦးညီညီအောင်အာပြီးလို့ရှိရင်ကိုသားညီအခုပြီးတော့ဟိုင်းဂျီကျော် 9ရောက်နဲ့ရိုက်နေတယ်ဟိုင်းဂျီကျွန်းအဝေးကိုရောက်တယ်ဒါနောက်ဆုံးအဆင့်ပေါ့နော်နောက်ဆုံးဒီတစ်ကနေပြီးတော့မှ14 15အထိမဟုတ်မနေ့ကညမှာပြန်ရောက်ပါတယ်ဒါကအရှိအရှိမှလေပြောထားပြီးသွားပါပြီမမမုခန်းတို့ဒီဇက်ပိုဇက်ရံပြန်ဖြစ်သွားတယ်ကျွန်တော်ကိုမင်းသမီးအချိန်တော့တော့ကိုရက်ကိုညင်းပိုင်ခွင့်ရှိတယ်ရွှေပိုင်ခွင့်ရှိပါတယ်အဲအဲ့ဒါလေးတွေကိုလည်းရွှေမျိုးတွေအကုန်လုံးသိပါတယ်အင်တီလေးတွေအင်တာဗျူးတွေလည်းချပြပြီးပါပြီဒါပေမဲ့အလုံလုံနေတဲ့အချိန်မှာအတိုင်းငယ်လေးနဲ့သမီးငယ်လေးတို့အရန်လှပြီးတော့နှစ်ဖက်ဆွေမျိုးတွေအရန်တင့်တင့်တတဲနဲ့ထဲထဲဝါဝါလှနေတဲ့ ဥစ္စာတွေကိုဒီမို့မြင်ရပါတယ်။ဒါကြောင့်မလို့ကျေနပ်တယ်။အရန်လဲဝင်းတာပီတီဖြစ်တယ်။တားငယ်လေးနဲ့သမီးငယ်လေးအတွက်ပေါ့နော်။အဲ့ဒါလေးပြောချင်ပါတယ်။ပြီးတော့ wish လုပ်ပေးထားပါတယ်။စုတောင်းစကားလေးလည်းပြောထားပေးပါတယ်။အိုဒီမိုတူလေးနဲ့ဒီမိုတူမလေးကတကယ်အောင်အောင်မြင်မြင်နဲ့ချောချောမောမောလှလှပပကွာနှစ်ဖက်ဆွေမျိုးတွေလည်းပျော့ပျော့ရွှင်ရွှင်နဲ့ပြီးသွားပါပြီအာ ဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုအဲ့အဲ့လေးတစ်ခုတည်းကိုပဲပီတိဖြစ်နေပါလို့ဘာဆိုရှစ်ဆက်ရမယ့်ဥစ္စာဒီမို့မဟုတ်ဘူးလေဒီမို့သူ့အမိလည်းမဟုတ်ဘူးသူတို့ဟိုသူတို့အချင်းချင်းပေါင်းဖက်ရတဲ့အချိန်မှာဟိုပိတ်ကားပေါ်မှာဆက်လက်ပြီးတော့ကြည်ပါဆိုတဲ့ဥစ္စာကဒီမို့ဒါဟိုပြိတ္တတွေကိုလည်းပြောချင်ပါတယ်အဲ့ဒါဆိုတာလေဟိုသူတို့အချင်းချင်းပြည်လဲဖို့ပြည်လဲနေရင်လည်းအဆင်ပြေပါတယ်လို့နော်ထပ်ပြီးတော့ မသိချင်ပါနဲ့တော့เนาะကလေးနှစ်ယောက်လည်းအရန်ကိုချစ်ကြတယ်ဟိုတယောက်နဲ့တယောက်လည်းတကယ်တံပိုးထားတဲ့ဥစ္စာတွေကိုလည်းချပြသွားပြီးသွားပြီเนาะဟုတ်ကဲ့ဟုတ်ကဲ့